အားလုံးမင်္ဂလာပါ UK မှာရှိတဲ့ Facebook နဲ့ YouTube channel ကနေကြိုဆိုပါရစေ။ Champion ပြည်သက်တွေအားလုံးမင်္ဂလာပါ။ Liverpool တင်းကလာမယ့်တစ်ပတ်တွင်မှာသူတို့ကစားမားတွေရဲ့အနာဂတ်ကို club ဘက်ကတိတိကျကျဆုံးဖြတ်ချက်ချတော့မှာဖြစ်ကြောင်း Sky Sport ကဖော်ပြပြီးတဲ့အချိန်မှာ Napoli ကဒါဝင်းနူးညက်ရဲ့အပြောင်းအရွှေ့ကိုစပြီးတော့တရားဝင်လှုပ်ရှားလာပြီ။ So Fabrizio မှာဖော်ပြတဲ့အချက်အရဆိုရင်တချို့ report တွေမှာဒါဝင်းနူးညက်က လီဗာပူးအသင်းကထွက်ခွာခွင့်ကို green light တောင်းရထားပြီးပြီးကစားမကနာပိုလီကို ပြောင်းရွှေ့ဖို့ပဲဦးတည်နေပြီးအန်တိုနီယိုကွန်တီလက်အောက်မှာကစားပူဆန္ဒအပြေအဝရှိလာတယ်။နာပိုလီကဆိုပိုင်းတုန်းကဂျိုနာသန်ဒေးဗစ်ကို ပြင်သစ်ကလပ်လီယေကခေါ်ဖို့လုပ်တယ်။ဒါပေမဲ့အလွတ်ပြောင်းရွှေ့ခြင်းဖြစ်တဲ့တိုင်အောင်နီးပြအန်တိုနီယိုကွန်တီကရော့စမတ်ဝိုင်လန်နဲ့တစ်ဖက်ကဒါဝင်နူးညက်ကိုပိုကြိုက်တယ်။ မန်ယူနိုက်တက်ကဖိုင်လန်ကိုလုံးဝမရောဘူးရောင်းချင်တယ်ဗျကစားမကမထွက်ဘူးဆိုတော့နူညက်ဘက်ကိုလှက်လာတယ်ဆိုတော့အခုအန်တိုနီယိုကွန်တီတို့ဘက်ကနာပိုလီရဲ့ project ကိုဒါဝင်နူညက်ကိုချပြတဲ့ချိန်မှာကစားမကသဘောချပြီးတော့ကွန်တီရဲ့အသင်းကိုရွေးချယ်ဖို့ဆုံးဖြတ်တယ်ဒီနေရာမှာဒါနှုတ်အားဖြင့်အန်တိုနီယိုကွန်တီနဲ့နောက်ဒါဝင်နူညက်ကြားမှာသဘောတူညီမှုရဖို့အနည်းဆက်ဆုံးဖြစ်ပြီး ဒါပေမဲ့ပြဿနာကလီဗာပူးကနူညက်ရဲ့အပြောင်းရွှေ့ကိုပြောင်းရွှေ့ခြင်းအများကြီးတင်ထားတယ်ယူရို190တောင်းထားတယ်ဆိုတော့လီဗာပူးကသူ့ကိုဒါဘန်ဖီကာကခေါ်တုံးကပေးထားရတဲ့ပြောင်းရွှေ့ခြင်းနီပါတောင်းဖို့သူတို့ဆန္ဒရှိတယ်ဆိုတော့တန်း80တောင်းထားပေမဲ့နာပိုလီကသူတို့မက်ဆီမမ်ပေးနိုင်တဲ့အမောက်ဟာယူရို190ဖြစ်တယ်190ကိုလိုချင်ရင်နာပိုလီရဲ့ကာလမှုကိုလက်ခံ အဲ့ထက်ပိုရင်တော့နာပိုလီက walk away လုပ်မယ်ဆိုပြီးလီဗာပူးကိုပြက်ပြက်သားသားပြောထားတယ်ဆိုတော့လီဗာပူးကဒီဒီပတ်အတွင်းမှာနူညက်ကို90နဲ့ရောင်းမကြောင်းကိုတရားဝင်ဆုံးဖြတ်ချချမယ်ရပိုင်းတွင်ဖြစ်နိုင်ပြီးတော့ကလပ်က Harvey Elliot, Andy Robinson, Costa Simica နဲ့နူညက်အပါဝင် နောက်တစ်ဖက်ကတော့ Federico Chiesa တို့ပါတယ်ဆိုတော့ Jared Concha က လီဗာပူးစင်ကိုသူတို့ပြောင်းသွားပြီးပေါင်35တန်းနဲ့ဒါပေမဲ့လီဗာပူးကအိုက်ကစားမလေးမှာ buy back option တွေနဲ့ပြန်ခေါ်ခွင့်ကိုထည့်သွင်းထားတယ်ဆိုတော့နူညက်ကအခုလီဗာပူးအသိန်းကထွက်ဖို့လဲဆုံးဖြတ်ထားတယ်လီဗာပူးကလည်းသူ့ကို80တောင်းပေမဲ့90လောက်နဲ့ဖြစ်နိုင်မယ်လို့ယုံကြည်ထားတဲ့အတွက်အိုက်အပြောင်းရွှေ့ကိစ္စကိုဒါနှစ်ဖက်ချားမှာဆွေးနွေးနေတယ်ဒီနေရာမှာတခုပဲပေါ့လေနာပိုလီအသိန်းဘက်က တို့ကလည်း option တွေကိုတောက်လျှောက်ကြည့်တာပေါ့လေဒါ Liverpool အသင်းကအခုဒီ transfer market မှာ နောက်ထပ်ကစားမအခုတို့လိုချင်တာက Marke Hero နောက်တစ်ဖက်က Alisson Isak တို့အခုလောဆယ်တို့မခေါ်ဘူးပဲပြောတာ Isak ကိုဒါပေမဲ့တို့ရောင်းတဲ့ကစားမတွေထိုက်လျောက်ရောင်းဝင်ရမယ်ပတ်ဆက်ရှာနိုင်ပြီဆိုရင် Isak အပြောင်းအရွှေ့ပြန်စနိုင်တယ်ဒါပေမဲ့ခတ်တာကဒီပြောင်းရွှေ့ကတန်150ကနေတန်180ဒီရှိတော့ယူရိုနဲ့ဆိုတန်200ကျော်သွားနိုင်တယ် တော့အခုလောလောဆယ်မှာလီဗာပူးတင်းကနူညက်အပြောင်းရွှေ့ကိုတခါတည်းအပြီးတက်နိုင်ဘူးဒါ slow နေတယ်နာပိုလီကတော့တန်90ဟာသူတို့အတွက် maximum amount ဖြစ်ပြီးတော့လီဗာပူးအနေနဲ့သဘောတူမယ်ဆိုရင်ဒီပြောင်းရွှေ့ဖြစ်မယ်ဆိုပြီးတော့အီတလီမီဒီယာတွေမှာဖော်ပြထားတယ်အဲ့ဒီနေရာမှာလီဗာပူးရဲ့နောက်ခံကစားမလားအီဘရာဟီမာခနာတီကကလပ်ကနောက်ဆုံးကမ်းလှမ်းတဲ့စာချုပ်တွေကိုတော်တော်လေးစိတ်ပြတ်နေတယ် ဆိုတော့အခု daily mail မှာဖော်ပြတဲ့ရရော daily mail မှာဖော်ပြခြင်းရခနာတီကလီဗာပူးအသင်းနောက်ဆုံးသူကိုကမ်းလှမ်းခဲ့တဲ့ recent contract offer ဟာတကယ်ကိုအမတန်နှေးပါတဲ့လစာမျိုးဖြစ်တဲ့အတွက်တော်တော်ကိုစိတ်ပြည့်နေရှိတယ်26နှစ်သားကလီဗာပူးကသူ့ရဲ့ payment structure နဲ့သူ့ပုံစံအတွင်းမှာပဲထားပြီးတော့ highest wages ပေးမပေးဘဲသူ့ကို average နဲ့နည်းနည်းပုံမဲ့လောက်ခလစာမျိုးပဲ ပေးဖို့တောင်းဆိုဒါပေးဖို့ရည်ရွယ်ထားတယ်ဆိုတော့အခုလောလောဆယ်မှာခနာတေးကအိုက်ထက်ပိုလိုချင်တယ်အိဗရာဟိမခနာတေးဟာလီဗာပူးမှာလောက်ခလာစာတပတ်ကို9000ရတယ်ဆိုတော့ကျွန်တော် ESPN နဲ့ Yahoo Sports မှာပေါ်ပြချက်ရဆိုရင်ခနာတေးကသူ့ရဲ့ contract တဲ့မှာတပတ်ကို2သိန်းထိတူတောင်းတယ်လီဗာပူးဘက်ကအိုက်ကန်လာမှုကိုပယ်ချတယ်သူတို့အများဆုံး9000ထိပဲပေးနိုင်မယ်ဆိုတဲ့သဘောတရားတသိန်းမက်ဆီမမ်ပြအဲ့လောက်ပုံစံမျိုးပဲသူတို့ဘက်က ကမ်းလှမ်းတဲ့အတွက်ကြောင့်ခနာတွေကတတော်လေးစိတ်ပြတ်နေတယ်ဆိုပြီးဖော်ပြထားတယ်။ Rebatry ကတော့ Ibrahim ခနာတိရဲ့အခြေအနေကိုတောက်လျှောက်လေ့လာနေတယ်။စာချုပ်တိကိစ္စအဆင်မပြေတာနဲ့သူကိုခနာဆောက်6လအထိဆောက် January မှာအကျိုးသဘောတူညီမှုရနောက်ရာသီမှာ free နဲ့ခေါ်ဖို့ဆိုတော့ဒီနေရာမှာ Liverpool ဘက်ကလည်းခနာတိအဆင်မပြေရင်ရောင်းပြီးတော့ Mark Gehi ကိုခေါ်ဖို့လေသူတို့ဘက်ကစဉ်းစားထားတယ်လို့ဖော်ပြထားပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။